အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်။ CC Platform ကနေနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့မိုးလေဝသခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်။ဒီနေ့နိုဝင်ဘာလ22ရက်နေ့တောက်ကြနေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေအရတော့ကချင်နဲ့စကိုင်းတိုင်းထပ်ပိုင်းတို့မှာနေရာစစ်စိတ်မိုးနှင်းငယ်ရွာသွန်းမှုရှိနေပြီးစကိုင်းတိုင်းအောက်ပိုင်းမကွေတိုင်းပဲခူးတိုင်းအနောက်ခြမ်းနဲ့အရာဝတီတိုင်းတို့မှာတော့နေရာကျကျမိုးနှင်းငယ်ရွာနိုင်ပြီးရွာဖို့ရာခိုင်နှုန်း40ခန့်ရှိနေပါသေးရှင်။ နေပူချိန်တွင်အနေနဲ့ကတော့ကချင်ရှမ်းနဲ့ချင်းတို့မှာဒါနေပူချိန်တွင်18ဒီဂရီဆယ်စီယပ်ဝန်းကျင်ရှိနေပြီးကြံပီနယ်နဲ့တိုင်းပြည်မှာတော့30ဒီဂရီဆယ်စီယပ်ဝန်းကျင်ထိရှိနေနိုင်ပါတယ်ဒီနေ့မှာတော့မန္တလေးတိုင်းနေပြည်တော်မကွေးတိုင်းနဲ့ရခိုင်ပြည်မြောက်ပိုင်းတို့မှာနေသားချင်းအများဆုံးရှိနေမှာဖြစ်ပြီးထူးခြားမှုအဖြစ်ကတော့ဒီနေ့မှာကြောက်ဆယ်မြို့မှာတော့နေပူချိန်အမြင့်ဆုံးဖြစ်ပြီး30ဒီဂရီဆယ်စီယပ်ကနေ32ဒီဂရီဆယ်စီယပ်ထိရှိနိုင်မှာဖြစ်ပါရဲ့ရှင် နောက်နှစ်ရက်အထိကချင်းစကိုင်းတိုင်းထပ်ပိုင်းချင်းနဲ့ရှမ်းပြည်နယ်တို့မှလည်းမြပူချိန်တွေအနေငယ်ကျဆင်းလာနိုင်မှာဖြစ်ပါတယ်။မြို့ဝကျုံပေါ်မုတ်တမာခွေမွန်တနင်္သာရီကံယူရန်တခြားနယ်ကံလွတ်ပင်လေပင်တို့မှတနာယီမိုင်30ဒီလီပြူနစ်တိုက်ခတ်နိုင်ပြီးလှိုင်းအမြင့်ဟာရှစ်ပေကနေ10ပေခန့်ရှိနိုင်တာကြောင့်ပင်လေပြင်ခရီးသွားတွေနဲ့ကန်နီကံဝေးရေလောက်တာတွေအနေနဲ့ပင်လေပြင်တွင်သွားလာရမှာအန္တရာယ်ရှိနိုင်တာကြောင့်သတိပြုသွားလာကြပါလို့တိုက်တွန်းလိုက်ရပါရဲ့ရှင်။ အင်ဒိုနီးရှားကဆူမာတရာကျွန်းနဲ့မလေးရှားကျွန်းဆက်လိုအကြာကမလကာရေလက်ကြားမှာဖြစ်ပေါ်နေတဲ့အထက်လီပွေလိုင်းဟာဘင်္ဂလားပင်လယ်ော်အထိရောက်ရှိကဆိုက်ကလုန်းမုန်တိုင်းတစ်ခုဖြစ်လာမှာကိုမိုးလေဝသခန့်မှန်မော်ဒယ်တွေမှာတွေ့ရပါရဲ့ရှင်။ဒီလီပွေလိုင်းဟာနိုဝင်ဘာလ22ရက်နေ့မှာလေပြာနယ်ရပ်ဝန်းတစ်ခုဖြစ်လာနိုင်ဖို့ရှိပြီးနိုဝင်ဘာလ26ရက်နေ့နဲ့29ရက်နေ့တွေမှာတော့ဆိုက်ကလုန်းမုန်တိုင်းတစ်ခုဖြစ်လာဖို့ရှိနေတာကိုလည်းတွေ့ရပါရဲ့ရှင်။ ထူးခြားမှုအနေနဲ့မိုးလေဝသခန့်မှန်မော်တယ်အများစုကတော့ဒီဆိုင်ကလုန်းမုန်တိုင်းဟာဘင်္ဂလားပင်လယ်ကိုအနောက်တောင်ပိုင်းမှာဖြစ်ပေါ်လာဖို့ရှိတယ်လို့တွေးရှိရပေမဲ့အမေရိကန်ခြေစအမျိုးသားသမုဒ္ဒရာနဲ့လေတုစီမံခန့်ခွဲရေး NOAA ရဲ့ GFS မော်ဒယ်မှာတော့ဒီဆိုင်ကလုန်းမုန်တိုင်းလမ်းကြောင်းဟာမြန်မာနိုင်ငံကိုကိုကျွန်းကိုပါဖြစ်ကျော်သွားဖို့ရှိနေတာကိုတွေ့ရပါရဲ့ရှင်ဒါကြောင့်ဒီဆိုင်ကလုန်းမုန်တိုင်းဟာမြန်မာနိုင်ငံနေနမိတ်အတွင်းကနေဖြစ်ကျော်သွားမှလားဆိုတာကတော့ ီလေပြင်းတွင်ဖြစ်ပေါ်နေတဲ့လေဒုမငိမ်မတတ်မှုတွေကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်။မုံတိုင်းဟာမိုးလေဝသခန့်မှန်ပေါ်တဲ့အများစုရဲ့လမ်းကြောင်းတိုက်တာရိတ်လျားမယ်ဆိုရင်မြန်မာနိုင်ငံအတွက်မုံတိုင်းအရှင်တက်ရောက်နိုင်ဖို့မရှိပေမဲ့ NOAA ရဲ့ GFS model အရရိတ်လျားမယ်ဆိုရင်တော့မြန်မာနိုင်ငံမှာမိုးအသင်တင်းကနေမိုးများနိုင်တဲ့ခြေအနေဖြစ်နေပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလကုန်ပိုင်းအတွင်းကလည်းမင်္ဂလာပြည်လေအော်မှာစိုက်ကလုန်းမုံတိုင်းဖန်ခဲ့ရဲ့အရှင်ကြောင့် မြန်မာနိုင်ငံမှာဒီဇင်ဘာလပထမပတ်တိမိုးရသုံးမှုတွေရှိခဲ့ပါတယ်။ဒါကြောင့်အခုဖြစ်ပေါ်လာမယ့်မုန်တိုင်းခြေနေကို CJ platform အနေနဲ့နေ့စဉ်တင်ဆက်ပေးမှာဖြစ်တာကြောင့် CJ platform ကလည်းနေ့စဉ်တင်ဆက်ပေးနေတဲ့မိုးလေဝသခန့်မှန်ချက်တွေကိုနေ့စဉ်ကြည့်ရှုပေးကြပါလို့တိုက်တွန်းလိုပါတယ်ရှင်။ CJ platform ရဲ့မိုးလေဝသခန့်မှန်ချက်တွေကိုစောင့်ကြည့်နားဆင်ပေးခဲ့ကြသူအားလုံးတဘာဝဘေးစစ်ဘေးတွေကနေမြေစုပ်ကျင်းဝေးပါစေလို့ကျွန်မစီနီကဆုတောင်းပေးပါတယ်ရှင်။ မိမိတို့ဒေတာတွေမှာဖြစ်ပေါ်နေတဲ့မိုးလုံးကတာနေရာတူတူဖြစ်စဉ်တွေကိုလည်းကွန်မန့်မှာရေးသားမျှဝေပေးခဲ့ပါအောင်ရှင်။